မြန်မာပြည်ရဲ့ legend ကြီးအောင်လတ်အန်ဆန်နဲ့အနာဂတ်မှာ legend ကြီးဖြစ်လာမယ့် Joshua Bantu ကတော့သွေးဆုံခွင့်ရခဲ့ပါပြီ။သူတို့နှစ်ယောက်ရဲ့သွေးဆုံမှုကအရန်ကိုမှချူမြိုင်ခဲ့ပါရီ။အောင်လတ်အန်ဆန်နဲ့ Joshua Bantu နှစ်ဦးစလုံးကမြန်မာပြည်ဖွားတွေဖြစ်ခဲ့ကြပြီးတော့အမေရိကန်နိုင်ငံမှာကြီးပင်ခဲ့ကြဟာဖြစ်ပြီးတော့နှစ်ယောက်စလုံးကမြန်မာကုံဆောင်ခဲ့ကြပါရီ။အောင်လတ်အန်ဆန်ခင်အလုံးမြန်မာနိုင်ငံအတွက်ကုံဆောင်နိုင်ပြီးချန်ပီယံဖြစ်လာမယ်လို့ မျော်မှန်းခံထားရတဲ့သူကဂျော့ရှွာဘန်ပါအောင်လအန်ဆန်ကတော့ဒီကနေ့အမေရိကန်နိုင်ငံတက်ဆက်ဟော့စတယ်မှာဂျော့ရှွာဘန်နဲ့တွေ့ဆုံခွင့်ရခဲ့ပါတယ်တဲ့ဗျာအတွေ့အကြုံများလေးအများကြီးရှယ်ခွင့်ရခဲ့တယ်ဂျော့ရှွာဘန်ကတကယ်ကိုအချောက်တရားကင်းမဲ့တဲ့ fighter ပါပြီးတခါကျတော့အရန်လင်းနှိမ့်ချရီတကယ်ကိုလေးတန်မာတဲ့ fighter ဆိုပြီးတော့အောင်လအန်ဆန်ကချီကျူးသွားခဲ့တာပဲဖြစ်ပါ ori ပြီးတခါကျတော့သမိုင်းလမ်းကြောင်းအရာရောကချင်နဲ့ချင်းဟာ ညီအကိုအရင်ချာရီဖြစ်ခဲ့ကြတယ်။ဆိုတော့ကျွန်တော်ရဲ့ brother ဖြစ်တဲ့ Joshua ဘန်အတွက်အမြဲတမ်းအားပေးနေမှာပါ။ဒီထက်မကအောင်မြင်အောင်မေ Joshua ဘန်ရေဆိုပြီးတော့အောင်လအန်ဆန်ကပြောသွားခဲ့တာပဲဖြစ်ပါတယ်။အောင်လအန်ဆန်နဲ့ဂျိုရှွာဘန်ဟာအမေရိကန်နိုင်ငံမှာကြီးပြင်ခဲ့ကြရဆိုပေမဲ့မြန်မာပြည်ကပြည်သက်တွေကိုလုံးဝမမိပါဘူးဂျိုရှွာဘန်ဟာဆိုရင်လည်းပဲကျွန်တော်တို့ခလင်ပေးတင်ပြည်သူတွေအတွက်သိမ်းပေါင်းတထောင်တိပါကိုဇူလန်ခဲ့ပြီးဖြစ်ပါတယ်အောင်လအန်ဆန်ဟာလည်းအဲ့ဒီအတိုင်းပါပဲသူရဲ့နော် လက်အိတ်ကိုလေးလံသိမ်းပြီးတော့မြန်မာပြည်သူပြည်သားတွေအတွက်เนาะမြန်မာငလင်ပေးအတွက်လူတက်မှုတွေလှုပ်ဆောင်ကြတယ်တကယ်ကိုမှချီးကျူးစရာကောင်းတဲ့စိတ်ဓာတ်တွေကိုပိုင်းဆိုင်ထားကြတာပါယေရှုဘန်ကတော့အခုလာမယ်ဇွန်လခနည်းနေ့မှာပဲ UFC ရဲ့360ပြိုင်ပွဲကြီးမှာ flyweight တန်းက Wayne Fighter Bruno Silva နဲ့ထိုးတက်ရမှာပဲဖြစ်ပါတယ်အောင်လအန်ဆန်စီကအသွေးအကြုံတွေအများကြီးဂျိုရှွာဘန်ကနားဆင်ခဲ့မှာတော့အသေးချာပဲ ဂျက်ရှွာဘန်ဟာဒီဘရူနိုစီဘာနဲ့မထိုးရခင်မှာ USC မှာတကယ့်ကိုမှရှားမှရှားတဲ့เนาะတကယ့်ကိုမှ ground fight တကူတွေပဲကစားရိ Ray Syria နဲ့တပန်းသမားလေးနဲ့ကစားကြရတာပဲဖြစ်ပါတယ်အဲ့ဒီမတိုင်ခင်မှာဘရူနိုစီဘာနဲ့ပွဲဖြစ်ခဲ့ပေမဲ့ပွဲပြတ်လို့ရဲဆူရီယာကအစားထိုးဝင်ထိုးတယ်အခုတော့ဘရူနိုစီဘာနဲ့ပြန်ပွဲဖြစ်သွားတာပေါ့လေဒီရဲဆူရီယာနဲ့ပွဲတွန်းကဟိုဒီကျွန်တော်ရဲ့ဂျက်ရှွာဘန်ပြောခဲ့တာကကြတော့ ရက်ဆူရီယာကဘရူနိုဆေးဗာထက်တောင်ပိုခက်ခဲတဲ့ဖိုက်တာလို့ချီးကျူးသွားခဲ့တာပြီးဖြစ်ပါတယ်ဆိုတော့ဂျိုရှွာဘန်ကနင်းညမပြတ်ပြီဘရူနိုဆေးဗာနဲ့ထိုးတက်ဖို့တော့လေဂျင်ပြင်ဆင်နေပြီလည်းဖြစ်ပါတယ်ခုတော့ကျွန်တော်တို့ရဲ့လေဂျင်ကြီးအွန်လိုင်းအဆန်နဲ့တွေ့ဆုံခဲ့ရပြီတော့အတွေ့အကြုံကိုလည်းအများကြီးအွန်လိုင်းအဆန်ကရှယ်ပီထားဖြစ်တဲ့အတွက်ဂျိုရှွာဘန်တို့ထောက်ကူအများကြီးဖြစ်မယ်လို့ယုံကြည်ပါတယ်အမြဲတမ်းအားပေးနေမှာပါအချင်းသားကြီးနဲ့ချင်းသားကြီးကျွန်တော်ရဲ့မြမကုံဆောင်ဖိုက်တာကြီးကို